တရားဟောလို့ရဟူမေဖရာညူပြီးတော့ဓမ္မကြီးဒါဆုပေးရ။ဩမြီးလဲတော်တယ်ဟဟလားဟုတ်အဲ့ဒါတချို့တွေကဘာမှမတော်ဘူးပြောနေလို့အကြီးကလည်း7သိန်းကျော်လောက်ရှိတယ်။ဩအဲ့လိုတွေးင်းနဲ့လုံးမိတော့ရလောက်လိုက်တာ။ဘာသိနေတော့။နောက်ဒီလိုမလုံးနဲ့ဟိုကလေးကိုဒီမှာတိုင်းကကြည့် ကျတကမလည်းမဟုတ်ဘူးအကျိုးရပါမယ်။အားလုံးမင်္ဂလာပါမြို့ရဲ့ Emoji YouTube Channel ကိုကြိုလိုက်ပါရစေ။ဒီရက်တစ်ဆက်ပေးမဲ့သတင်းကဒီလန်တာမှာလာခိုးသွားတဲ့တကူမကြီးကိုဝိုင်းအောင်ပြီးတော့တနာကြလို့ဒီနေ့မှာတော့ဖုန်းကြီးတွေကတော့ဒီအလူငွေတွေတွားလူတဲ့ pattern နဲ့ view fan လေးတွေကိုတင်ဆက်ပြသပေးတော့မှာဖြစ်ပါတယ်။အခုတလောလိုင်းပေါ်မှာလည်းဒီပွဲတွေဖြစ်နေကြတယ်ဘရောမကိုလူရန်နေတို့ဝေဖန်နေကြတဲ့သူတွေကလည်းဒီတက်တက်ရှိကြတယ်ဗျ။ဟုတ်ဒီနေ့မှာဒီဖုန်းဖုန်းဒီပစ္စည်းကိုယူထားတဲ့ NDG ကိုအလူငွေတော့အလူနဲ့ပြန်လေးကိုကျွန်တော်တို့ကြည့်ကြည့်လိုက်အောင် ကလေးနဲ့ကြတော့ဖတ်တော့လေအာကျမကနေမိမရဲ့ရထားတဲ့ကလေးအော်မီးလဲတော်တယ်။အော်မီးလဲတော်တယ်။ဟုတ်လားဟုတ်။အဲ့ဒါတချို့တွေကဘာမှမတော်ဘူးပြောနေလို့အဲ့ဒါဘာတော်လဲ။မီးတော်တယ်ပေါ့။အော်ဟုတ်ကဲ့ပါဟုတ်။အဲအဲ့ဒီနေရာတော့ဖြစ်စင်မှာဦးဇင်းတို့ကြီးမိတာပေါ့လေ။ကြီးမိတဲ့အခါမှာတက္ကမကြီးကအဲတကယ်ပဲဟိုမဖြစ်မနေ လောက်ခဲ့ရတာလားဒါမှမဟုတ်ကိုယ်မှာအပူပင်နေအကျွေးမိတော့အကျွေးအမြင်နေတော့လကောက်ဒါမှမဟုတ်ရှင်စာဝတ်နေတော့လကောက်ပေါ့နော်အဲ့လိုအခက်အခဲဖြစ်လို့မဖြစ်မနေလုပ်လိုက်ရတာလားဒါမှမဟုတ်သမီးတကာလုပ်လိုက်စားဖို့လည်းမလားကုန်လို့ချင်းအကျွေးရလည်း၈သိန်းကျော်လောက်ရှိတယ်ဟုတ်စားဖို့ကလည်းမရှိတော့အဝတ်ချော်စားတော့လာကုန်ပေးရမှာဆိုပြီးတော့အုံနောက်ကအဲ့လိုတွေးနေလုံးလိုက်တယ်ပြီးရောအဲ့လိုတွေးနေလုံးမိတော့ရလုံးလိုက်တာအကျွေးတွေကလည်းဟောအဲ့လိုမျိုးလေးလုံးမိတာပေါ့ဟုတ်ကဲ့နားလေးပြပါဦးနော်ပြဿနာ ဒကမကြီးဦးစင်းလေးကပြုံးစာကလေဒကမကြီးကဦးစင်းလေးကဦးစင်းလေးရဲ့ဟိုတရားဟောလို့ရဟူငွေထဲကနေပြီးတော့ဒကမကြီးဓာတ်ဖြူပေးရနော်ဒကမကြီးဟုတ်ဒါကကြတော့ခလေးလေးကတိုင်းတားမဟုတ်ဘူးလေအဲရှိမကကိုကမဖြစ်မနေလောက်ပြည့်ရတဲ့ကြာဥပဒေနဲ့တော့မကင်းလို့ဘူးဟိုကိုလောက်ရမယ်ကိုခံရမယ်ပိုင်းရတော့ဒါဒကမကြီးရဲ့တောင်းပေါ့တကယ်ဥပဒေနဲ့ရင်ဆိုင်လာပြီဆိုလို့ရှိရင်အဲဒကမကြီးကဟိုညမသိအောင်ဂမ်းပြည့်ရတဲ့ဒီဥပဒေကိုဒကမကြီးခံရမှာ ဒါမဲ့ဒါကြတခမကြီးရဲ့အပိုင်းပေါ့ဦးစင်းတော်ကကြအဲ့လိုမျိုးမဟုတ်ဘူးအဲဖြစ်စကားအရာပေါ့ဟိုတခိုးကိုအားပေးအားမြလောက်တာလောက်ဆိုဦးစင်းတော်အားပေးအားမြလောက်တာတော့မဟုတ်ဘူးလောလောဆယ်ဟိုတခမကြီးရဲ့အခက်ခဲတွေပေါ့လောလောဆယ်တခမကြီးရဲ့အခက်ခဲတွေအဆင်ပြေသွားလက်တလောပေါ့ဒီလောက်ကြီးဆက်မလုပ်ဖြစ်အောင်ဦးစင်းလေးကနေပြီးတော့တခမကြီးကိုလာပြီးတော့အဲဩဝါဒပေးရင်းလားလှူပေးတာပေါ့အဲ့လိုမျိုးပေါ့နော် ဟယ်လိုပြောပါလိုက်လားခမကြီးဟုတ်ကဲ့ပါဟုတ်ဟုတ်ကျန်ခဲ့တဲ့နေ့လောက်ကလိုင်နာမှာဖြစ်ခဲ့တဲ့ဒီပေါ်နေရောဘုံတော့ကျွန်တော်ဒီမှာဒီရှင်ကြီးတော့ဒီရှင်ကြီးသားရောက်တော့ကျွန်တော်စုံစမ်းကြည့်တော့သူကဒီပွားအရှင်ကဒီမှာတော့ဒါပွားရင်ဒါပွားရင်သာဒီအမိကျေသာသာဒီရဲ့ဒီတော့ပါပဲပေါ့ဒီပါပဲဒီကလေးနှစ်လသားတွေကဒီဘောတိတ်နော်ဘောတိတ်တော့ဘိုင်းကချီးကြည့်လိုက်တာ တိုင်းမှာကိုလိုရိုက်ကြည့်ကြည့်ဒီအန်ဒီကိုရိုက်နေရတော့သူကကလေးလေးကိုလောကကြည့်မှန်အောင်နော်ကလေးလေးကိုသူပွေးဖတ်ထားတယ်ကလေးလေးကိုသူဆွဲထားတယ်တူတာအခေခံသွားမယ်ဒီကလေးလေးကိုလောကကြည့်မှန်အောင်နော်ဒါဒီကလေးလေးအဲ့တော့အဲ့ဒီကိုကျွန်တော်အရန်လေးလာဒီလိုလုပ်ရတာနော်အခုကျွန်တော်အဲ့အဲ့ဒီဝိုင်လေးမြင်တော့ကျွန်တော်နိုင်ငံနေပြီးတော့အဖေါ်တို့တော်လူလေးပါဆိုလို့ဒီကျွန်တော်လာလူလေးတာလာလူလေးတာဆိုကျွန်တော်ဒီလောလောဆယ်ပြီးခဲ့ရအောင်ပဲကျွန်တော်ပြီးခဲ့ပြီးမယ်နော် မ်းပေါ်မှာတို့ကလည်းနေပြီးနော်ဟောသူလာပါဟောအခုလိုလိုအလူရှိတွေပေါ်လာတော့ဟိုဒီလိုလေးဟုတ်ပါပါလေအချိန်လေးတွေဆက်ပြီးတော့အခုချိန်လာတယ်မလဲဒီလိုမျိုးမလုပ်ကြတာအခုလည်းလုပ်တာမို့ကိုယ်မှာအကျိုးတွေထွက်နေတဲ့အတွက်တော့လုပ်လိုက်တာစိတ်ကြမ်းလာကုန်ရင်ဆိုပြရတော့အခုချစ်ပင်းတော့လူရှင်တွေကဟိုမှာကြည်နေတယ်လူရှင်တွေကဘောဟိုတေချာပြောပြလိုက်ပါဘောနော်ဒီလူလေးနဲ့ကျွန်တော်တက်လိုက်တော့လည်းလာကြည့်တယ်ဒီနေရာလေးနဲ့ကိုယ်တမာသူကကြာရတဲ့လုံကြီးပေါ့ ဈေးရောက်တဲ့ဆိုရင်ဈေးရောက်လာပြီလုပ်ပြီးလိုက်ပါဒီပါလေးလုပ်ပြီးတော့လာကြည့်ကြဒီကျွန်တော်လာကြည့်တော့ကျွန်တော်ပြောရမှာပါနော်လေးစားဖို့ကျွန်တော်ရှိမိတာမျိုးနေရာပဲကိုနိုင်လေးမက်ဆန္ဒမိသားစုကလက်သိလူနေရာတွေတွားတဲ့သူတွေနော်တော့နောက်တစ်ခါကိုကြည်တာမဲ့ွယ်ဒီမိသားစုကတသိမ့်လူရတယ်။နော်ကျွန်တော်နောက်တစ်ခါရှေ့ပြည်တာမျိုးနေရပဲဇီးကောကကိုကရုံးမိသားစုကတသိမ့်နဲ့တသောင်းလူရတယ်။နော်ကျွန်တော်နောက်တစ်ခါ ခြေတံမျိုးနေရာပဲကိုအစ်စကိုမိသားစုကနေပြီးတော့9000လူပြရတယ်။ဟုတ်နော်။ငါခြေတံမျိုးနေရာပဲကိုဘိုးလာပြီးမိသားစုက9000လူပြရတယ်။စုစုပေါင်း9000နဲ့တတော်ကအပေါ်အစီအရေးနေရာမှာပုံတော့ဒီလိုမလုပ်နဲ့ပုံကလေးကိုဒီမှာတိုင်းမှာကြည့်ကြည့်ရတာပြောလိုက်ပါနော်ဘယ်လိုမတခါမှလည်းမဟုတ်အကျိုးကိုပြရမှာလားတော့စိတ်ဆင်းရဲပြီးတော့ဒါလိုကြီးဟိုဒီနေ့တစ်ခုလေးရပါဦးပေါ့နော်ဒီရေလေးရှိတော့အရင်ကတော့တမအတူကကြားတယ်လို့လို့ပဲတော့ နော်ဒါတော့ကျွန်တော်တို့ဒီနေ့အဖြစ်တဲ့ဘာကြီးကိုကျွန်တော်တို့ကိုလက်ရှိရောက်လာတော့ဒါကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့တုံးရဲ့ရှိသွားပြီအဘောကိုတွေ့ရတယ်ဒါဒီနေ့မှတွေ့ရနော်ဒီမှတွေ့တော့ဟိုဟာလည်းတော့ဟောင်းပါစိတ်ကလည်းတော့ဟောင်းပါဘာလို့ဖြစ်တာနော်ဒီဘိုင်းကူကဒီရှင်ဒီကောင်လုံးသူပဲကျေးဇူးတင်ရှိပါတယ်လို့ဒီရှင်ဒီကောင်လုံးကိုကျေးဇူးပါကဲကြရပါဦးမတော် င်းတိုင်းရမှာနော်ဖြစ်သွားတယ်အန်တီနဲ့ကလေးသားမိစီကိုမသိမ့်လို့ဒီနေ့ရောက်ခဲ့ပါတယ်ရောက်ခဲ့တဲ့အကြောင်းအရာပါလဲဆိုပြီးခဲ့တဲ့ရက်ကမသိမ့်ရပါတော့ကလေးနဲ့ပတ်သက်ပြီးစိတ်မကောင်းလို့ဆိုပြီးမသိမ့်အဲ့လိုမျိုးလေးတင်ထားရလေးရှိပါတယ်အဲ့ဒါကိုမသိမ့်ရအကောင့်ထဲမှာရှိတဲ့ အဲလူတွေကနေကုညီကျင်တယ်ပေါ့နော်သူတို့ကုညီပေးပါဆိုလို့ကျွန်မအဲ့ဒါလေးကိုကုညီပေးတာလည်းပါတယ်နောက်တစ်ခုက Star and More ရဲ့ agency ကကိုဂျွန်လွန်ရနေပြီးတော့ဒီကိစ္စလေးကိုလည်း तू ကတွေ့တဲ့အခါကျတော့ပေါ့နော် तू ကတခိုးအားပေးတာမျိုးလုံးဝမဟုတ်ဘဲနဲ့မသိရင်ဒီသားမီးနဲ့ဒီဖွားကြီးစီကိုတွားပေးပါအကိုစကားလေးပြောကြည့်ကြပါတယ်ဆိုပြီးပြောတယ်အဲ့နဲ့ပဲမသိရနေပြီးတော့အဲ့ဒီ Andy တွေစီကိုတရက်တွားပြီးတော့ကိုဂျွန်လွန်နဲ့စကားပေးပြောပါတယ်ပြောတဲ့အချိန်မှာအဲ့ Andy တွေကကြတော့ဒီပစ္စည်းကို तू ယူလိုက်မိတဲ့အတွက်ပေါ့နော် तू နောင်တာလည်းရတယ်နောက် တစ်ခါလည်းအဲ့လိုမျိုးထပ် ဖြစ်ခြင်းဘူးပေါ့နော်နောက်လည်းဒီလိုမျိုးတွေလည်းထပ်ပြီးတော့မခိုးတော့ပါဘူးဆိုပြီးပြောတယ်ပြီးတော့အခုလောလောဆယ်အကျွေးဘလောက်ရှိလဲလို့မေးတဲ့အချိန်မှာအဖွားကြီးကကြတော့၈သိန်းကျွေးဆက်ရပါမယ်ကလေးမေကကြတော့၅သိန်းကျွေးဆက်ရပါမယ်လို့ပြောပါတယ်အဲ့တော့ကိုကျွလင်းဖြစ်စေခြင်းတဲ့ပုံစံမျိုးကကြတော့ဗာလဲဆိုတော့ तू လဲကိုကျွလင်းကကြတော့လဲသူ့ရဲ့တူဦးတဲ့သူ့ရဲ့ချွေးနှဲစာနဲ့ तू ကလှူတာဖြစ်ပါတယ်အဲ့တော့ तू ကကြတော့ဒီအဖွားကြီးကိုပေါ့နော်နောက်တစ်ခါ तू များပြည့်စည်မယူဘဲနဲ့ စီးပွားရေးလေးတစ်ခုခုပေါ့နော်ဘလို့လေးအဆင်ပြေမလဲဆိုတာလေးမေးကြည့်တော့အဖွားကြီးကအရင်တော့ကကြတော့ဈေးရောက်မှုတယ်ပေါ့နော်ဖရဲသီးတွေငါးတွေစက်သားတွေရောက်မှုတဲ့ခါကျတော့သူဈေးပြန်ရောင်းချင်တယ်ပါလို့ပြောပါတယ်နောက်တစ်ခါလည်းအလုပ်ရှိတယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေထပ်ပြီးမလုပ်တော့ပါဘူးအခုတကူတစ်ခါလည်းကြံ့ရမရဘဲနဲ့လုံးမိသွားတာဖြစ်တဲ့အတွက်သူလည်းတော်တော်နောင်နာရပါလို့ပြောအဲ့တော့ကိုကျော်လွန်ရနေပြီးကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အကျွေးသမားတွေစီကိုမတင်ရပဲဥဆောင်ပြီးတော့ပေါ့နော်အဲကုညီပေးလိုက်ပါအကျွေးသမားတွေကိုအကျွေးသွားဆက်ပေးလိုက်ပါအဖွားကြီးတို့က၈သိန်းကောင်မလေးတို့ကကျတော့၅သိန်းပေါ့နော်ကျန်တဲ့၇သိန်း 9တန်းကိုကြတော့ဒီအဖွားကြီးကိုပေါ့နော်ဈေးရင်ဖို့အတွက်ပေးလိုက်ပါဆိုပြီးတော့ကျမကိုအကူအညီတောင်းလို့ကျမကလည်းဈားထဲကနေပြီးတော့သွားပြီးတော့ကုညီပေးပြတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုကျမရဲ့ကိစ္စကကြတော့ကျမကအစရေကလေးအတွက်ကိုအဲမိခင်စိတ်နဲ့ပေါ့နော်စာနာတနာတော့အဖြစ်ကျမကခလေးကိစ္စကိုပဲလုပ်ပေးတာဖြစ်တဲ့အတွက်ကျမကကြတော့ တခြားလူတဲ့လူတွေရောကျမရဲ့ပတ်စံရောပေါ့နော်အဲ့ဒါအတွက်ကိုခလေးအတွက်ကိုလိုအပ်မယ်ထင်တယ်ကျမလည်းခလေးမေဆိုတော့ဆေးဝါးတွေအားဆေးတွေပါရာစီတမောတခြားအစုံပေါ့နော်အဲ့ဒါတွေပြီးတော့အားဖြည့်တဲ့အစားအသောက်တွေပြီးတော့နောက်ထပ်မုတ်တွေဒိုက်ပါတွေတခြားခလေးအတွက်လိုအပ်တဲ့ accessory တွေအကုန်လုံးရဲ့ရေချိုးစပြာဘာညာစသဖြင့်အဲ့ဒါတွေပေါ့နော်ငွေသားကတော့ငွေသားတစ်ဝက်အဲဒီဟိုကပစ္စည်းတစ်ဝက်ပေါ့နော်အဲ့လိုမျိုးလေးခလေးသားမိအတွက်ကူညီပေးဖြစ်ပါတယ် နောက်တစ်ခုကကျမတို့ဒီအခုလိုမျိုးကုညီတဲ့နေရာမှာလက်လွတ်စပယ်လိုင်းပေါ်မှာနာမည်ကြီးနေလို့ငါလည်းနာမည်ကြီးရမယ်ဆိုတဲ့စိတ်မျိုးနဲ့လုံးဝမဟုတ်ပါဘူးเนาะလောက်တာမျိုးလုံးဝမဟုတ်ပါဘူးကျမတို့ဒီအဲ့မတိုင်ခင်တရက်ကရက်ွက်ထဲမှာအကုန်လုံးစုံစမ်းပြီးပါပြီရက်ွက်မှာတာဝန်ရှိတဲ့လူတွေရောတခြားရက်ွက်ထဲကလူတွေရောစိုက်တော်သမားတွေရောအကုန်လုံးစုံစမ်းပြီးမှဒီအဖွားကြီးဒီကလေးကိုငှားစားတဲ့ဟာလည်းမဟုတ်တလို့ဒီကလေးဒီသူငငယ်လေးတွေကထိန်းလာတဲ့ကလေးဖြစ်ပါတယ်အမျိုးဆက်မယ်ဆိုရင်တော့မြည်တော်ပါတယ်เนาะအဲ့လိုမျိုးသူ့လက်ပေါ်မှာကြီးလာတဲ့ကလေးဖြစ်တဲ့အတွက်သူကနေပြီးတော့အဲ့နေရာလဲအဲ့ကလေးကိုခေါ်သွားဖြစ်တာပြီးတော့ ောက်တစ်ခုကလကုံကန်ကြီးလည်းဖြစ်တော့သူ့ရဲ့အကျွေးတွေကအများကြီးပေးရမှာပေးရမှာဖြစ်တယ်ဆိုတော့ကြံရမရပဲနဲ့ဒီကိစ္စလေးကိုလုံးပြီးလို့အဲ့လိုမျိုးလေးဖြစ်သွားတာပေါ့နော်နောက်တစ်ခုကတော့ကျမတို့ကကြတော့ကလေးကိုပဲကြည်တာဖြစ်တဲ့အတွက်အဲ့ဒီကကလေးကကြတော့ငယ်လဲငယ်သေးတဲ့စကားလည်းမပြောတတ်ဘူးပြီးတော့ဒီလိုဖြစ်တဲ့ကိစ္စမှာအဖွားကြီးတယောက်တည်းဖြစ်နေအောင်ကျမတို့ကအဲ့လိုဖြစ်ချင်မှဖြစ်မှာပေါ့နော်ကလေးလေးကမျက်စိတငယ်နားတငယ်နဲ့နေပူလဲလဲထုတ်ခံရတယ်ကျိုးလဲတုတ်ခံရတယ်ပြီးတော့အတွန်းလဲခံရတယ်အဲ့လိုမျိုးလေးဖြစ်တဲ့အကြောင်းမလို့ကျမတို့ကစာနာစိတ်နဲ့ဒီကလေးကြောင့်ပဲကျမကအဲ့လိုမျိုးလေးစိတ်ကလေးဖြစ်သွားတာပေါ့နော်ဒီနေရာမှာပြောကြပါလိမ့်မယ်အဲ့ကလေးတ ယောက်ပဲအသက်ရှိတာမဟုတ်ဘူးတခြားအလိုကားလမ်းမတွေမှာတောင်းနေတဲ့ကလေးတွေပါ냐ဆိုတာအဲ့ဒါတွေကကြတော့တာဝန်ရှိတဲ့လူတွေကနေပြီးတော့ဆက်ပြီးလောက်ပါလိမ့်မယ်အခုခေတ်မှာဆိုလို့ရှိရင်ကလေးငားနေတဲ့အဲကိစ္စတွေလည်းရှိသလိုဒီလိုမျိုးအဲကလေးတွေကိုခိုင်းစားတဲ့လူတွေအများကြီးရှိပါတယ်အဲ့လိုကိစ္စမျိုးတကယ်ဟိုအဲမှန်ကန်တဲ့ကိစ္စမျိုးတွေဆိုလို့ရှိရင်တော့တာဝန်ရှိတဲ့လူတွေဆက်လုပ်ဖို့အတွက်လည်းကျွန်မတောင်းဆိုချင်ပါတယ်နော်အခုကိစ္စကကြတော့ကျွန်မတို့ကနေလို့ရတာကြတော့ဒီလိုဆိုရှယ်မီဒီယာပေါ်မှာအကျယ်တဝန်းဖြစ်သွားတဲ့အတွက်ကိုကျွန်မတို့ကဒီကလေးကိုပဲအဲ focus ထားပြီးတော့ဒီကလေးကပဲလက်ရှိမှာအဲ့လိုမျိုးလေးနေနာ တယ်သူအဖြစ်ဖြစ်ရတာဖြစ်တဲ့အတွက်ကျမတို့ကကလေးကိုဦးစားပေးပြီးတော့အဲကူညီပေးတာပေါ့နော်ပြီးတော့အဲ့ဒီနေရာမှာပေါ့နော်မိသားစုတိုင်းမှာတော့ရှိပါတယ်အဲညီကောင်မောင်နှမတွေကိုကိုရဲ့ဆွေမျိုးတွေကကလေးတူတူယောက်သာဆိုလို့ရှိရင်ရောအကုန်လုံးကစာနာနားနားလည်ပေးနိုင်တော့လောက်ကြမှာပါနော် ပြီးတော့ဒီလိုမျိုးတွေကူညီတယ်ဆိုတာလည်းကျမတို့ကတခိုးတရိုးကန်တာမဟုတ်ပါဘူးအစတည်းကတခိုးကတော့တခိုးအပြစ်ကိုတခိုးခံရမှာပါဆိုင်ရှင်ကလည်းသူလုံးမိတာဖြစ်တဲ့အတွက်သူ့ရဲ့ကိစ္စကိုသူဖြေရှင်းရမှာပါအဲ့တော့ကျမတို့ကတော့ဈာရဲရနေပြီးတော့အဆင်ပြေအောင်မျိုးလေးပေါ့နော်တော့ကျမတို့အခုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗောနော်သင်ခန်းစာတစ်ခုရလိုက်တယ်အဲ့ဒါကဘာလဲဆိုလူတွေကပြောကြတယ်ဗောနော် အဲ့လိုမျိုးတခိုးခိုးတိုင်းကလေးပါလို့ရှိရင်ခိုးလို့ရကြီးအလုံးဝရကြီးဆိုရင်လူတိုင်းကတခိုးတွေဖြစ်ကုန်မှာပေါ့လို့ပြောတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒါကိုဘယ်လိုဘာပြောချင်လဲဆိုတော့လေလူတွေကဖြည့်ရှင်းပုံဖြည့်ရှင်းနေမှားလို့ဒီကိစ္စအဲ့လိုဖြစ်သွားတာသိလားအစတည်းကလေခိုးရင်ခိုးတဲ့အလျောက်တက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေရှိပြီးသားရဲလက်ကိုအပ်လိုက်လို့ရှိရင်ဒီကိစ္စအဲ့လောက်ကြီးကြီးဖြစ်သွားမှာမဟုတ်ဘူးခိုးတွေကြောင့်နားလည်လို့ရတယ်လူတွေကအခုပြဿနာဖြစ်ပြီးသွားတယ်နောက်ပိုင်းမှာနောက်ထပ်လာခိုးရင်ရောအဲ့လိုမျိုးရိုင်းနှံဆုံးမအောင်မယ်လို့ထင်လို့လား အကုန်လုံးကတက်ဆိုင်ရာရဲစခန်းကိုပို့ကြမယ်လို့တွေကြီးပဲเนาะအခုဖြစ်သွားတဲ့ကိစ္စကလည်းခလေးကိုရိုက်နှက်လူမဆိုင်ရာလို့လို့အခုလောက်ထိဖြစ်သွားတာပါပြီးတော့အခုနောက်ပိုင်းအဲ့လိုခလေးကိုချီပြီးလိုက်ခိုးမယ်လို့ပြောတယ်ပြောလို့ရှိရင်အဲ့ဒီလိုက်ခိုးတဲ့လူတိုင်းကရောအယိုက်ခံရမှာဟုတ်လို့လားလူတိုင်းရောလူမဆန်စားလောက်ကြမှာမဟုတ်လို့လားအဲ့တော့ဒီပြက်ဒီဖြစ်စဉ်ပြဿနာမှာကိုယ့်ဘက်ကကြီးရောလက်ဖမိုးသူ့ဘက်ကကြီးရောလက်ဖွားနော်နှစ်ဖက်စလုံးကဒီလိုပဲအပြန်အလှန်မျှပြီးတွေးကြတဲ့လူတွေပဲအဲ့တော့ဖြစ်စဉ်အစအဆုံးကိုကြည့်ပါဘလို့ကြောင့်ဘလို့ဖြစ်တာလဲဥပဒဏ်ကြောင့်ဥပဒေဖြစ်တဲ့အကြောင်းကြောင့်အကျိုး ။ဟုတ်ကဲ့ပါမြေရီကျွန်တော်ပြီးပါလေးကားဒီလောက်ပါပဲ။ဒီပြူဖန်လေးကိုကြည့်ပြီးတော့လေးမလဲဝမ်းသာကျဉ်ယူပြီးဒီဖြစ်မိပါတယ်ဗျာ။ဒီနေ့မှာတော့ဖုံဖုံတွေကိုတခြားသောဒီပရိုက်တာတွေကပါဒီ PC ကိုယူတဲ့တာ NDG ကိုတွားရောက်ပြီးတော့လူတန်းနဲ့တာမှတ်တမ်းနဲ့ပြီးဖန်လေးကိုတိဆက်ပြသက်ပြီးတော့ဖြစ်ပါတယ်။ဒီဗီဒီယိုခိုင်းလို့ကြည့်ပြီးကျွန်တော်မိတ်ဆွေတွေမျိုးလည်းပိုးသူတာသင်္ကန်းတာတခုရရှိလိမ့်မယ်လို့မျှလင့်ပါရယ်။နောက်ထပ်ဒီလိုမျိုးတကိုးတွေဖမ်းပြီးလို့ရှိရင်ဘုထီလက်ရောက်မလုပ်ဖ ೇನೆ တက်ဆိုင်ရာလူချင်းမိနစ်ကိုတိုင်ကြားပြီးရေးယူဆောင်ရွက်စီခြင်းနေပေါ့နော်။ဒီဗီဒီယိုခိုင်းလို့လည်းအများသူငါတင်ရလို့ like and share လေးပြီးလို့ပြီးပို့တော့ဆက်ကြပါရယ်။ line ပုံမှာလည်းဒီ အဖွဲတွေကွဲနေပြီးတော့ပွဲတွေဖြစ်နေကြတယ်ဗျဒီ bright တမားတွေကရှိခိုးတဲ့ energy ကိုသွားလူတန်းလို့ပေါ့နော်တချို့ကလည်းမလူတန်းစေချင်ကြဘူးဒီတကိုးအားပေးအမြတ်လုပ်တယ်ဆိုပြီးတော့အတိုင်းမဲ့ဒီတချို့ကကြတော့ဒီပစ္စည်းခိုးတဲ့ energy ကိုဒါဆန်ရှင်ကရိုင်းနေဆုံးမတော့ဒါတနာကြလို့လူငွေတွေလူတန်းတာလည်းရှိရဲဟုတ်ပါဒီ energy လဲဒါလူငွေတွေအများကြီးရရှိပါသေးတယ်ကျွန်တော်ကနေစုတောင်းပေးလိုက်ပါတယ်ဒါကတော့ update တင်လေးပါဗျာတရင်တည်းရရှိလို့ရှိရင်လည်းထပ်တင်ပေးပါမယ်ဗျာ ကျွန်တော် channel နဲ့ဘိုးသူတက်ရတဲ့အကြောင်းနဲ့ sale တင်းတွေကိုမြင်တိဆက်ပြီးမှမို့ကျွန်တော် channel like ကပမဲ့ like subscribe နဲ့ bell notification လေးကိုပါနှိပ်ခဲ့ပြီးကိုတော်ဆက်ကြည့်ပါရစေ။ကျွန်တော် channel နေ့စဉ်နေ့မြတ်ကြည့်ရှုအားပေးနေတဲ့ viewer တယောက်ချင်းနဲ့ကျေးဇူးများတင်ပါတယ်။နောက်ထပ်ဒီမှာပြန်ဆောင်ကြမယ်။